ရှင်ရာဟုလာသည်ဘလို့ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့ဘလို့ရှုပန်ခဲ့လို့ဖရာသားတော်တပါးအနေနဲ့ကျွတ်တန်းဝင်ရတယ်လေလွန်ခဲ့တဲ့ကဘာပေါင်းတသိန်းအထက်ကာလကဘုရုမုတ်တရမြတ်စွာဘုရားဆိုပြီးတော့ဘုရားတဆူပွင့်နေတဲ့ပွင့်တော့ဥစဉ်တို့အင်မတန်ချမ်းသာကြွယ်ဝတဲ့တထေးတငယ်ချင်း၂ယောက်ရှိတယ်ဒီတငယ်ချင်း၂ယောက်ရှိတယ်တယောက်ကရထပါလအမျိုးကောင်းသားဖြစ်လာမှာအဲ့ဒါ အဲ့ဒီတငယ်ချင်းတတိနှစ်ယောက်ကတဏိတော်တို့တဲကိုဆုံးခံကြွလာတဲ့ဟိုဟိမွန္တာတို့တဲမှာဟိုတရားနှလုံးကျင့်သွင်းပြီးတော့ဇံအပင်ညင်ရနေတဲ့ယတိသူတော်စင်နှစ်ပါးကိုသူတို့တွေ့တယ်တွေ့တော့ယတိတစ်ပါးစီအိမ်ပင့်သွားပြီးတော့ဆုံးလုတ်ကျွေးနောက်တော့အင်မတန်ရင်းနှီးတဲ့ဆရာတကာ ဖြစ်တယ်ယတိတစ်ပါးကိုတကြွေတယောက်ကိုးခွေတာပေါ့ဟုတ်လားအဲ့ဒီမှာရှင်ရာဟုလာဖြစ်လာမဲ့တကြွေကိုးခွေတဲ့ယတိက တီးချေဒေါသအာကြီးတယ်။ဒါကြောင့် तू ကပူတယ်။ပူတော့အေးတဲ့နေရာကို तू ကအမြဲတမ်းသွားသွားနေတယ်။အဲ့တော့ तू ကတကူးရှိတဲ့ယတိဆိုတော့ဘယ်နေရာသွားနေလဲဆိုတော့သမုဒ္ဒရာကြီးကိုနှစ်ဖြာခွဲပြီးတော့ပထဝင်တရနဂါမင်းရဲ့ဗိမာန်ကိုသွားသွားပြီးတော့နေတယ်တဲ့အဲ့ဒီယတိကဟုတ်လား။ဂါမင်းကတိတ်ပြီးတော့စီးစိမ်ကြီးတယ်။နောက်ထပ်ရှင်ရထပါလာဖြစ်လာမဲ့တတိကိုးွယ်တဲ့ယတိကတော့ဘယ်ကိုသွားပြီးတော့ तू ကနေတန့်ရှင်လဲဆိုတော့ တာဝရိန္ဒာနဲ့ပြည်ကိုသွားပြီးတော့နေတန်ရှင်တယ်ဟုတ်လားအေးဆရာချင်းမတူရဘူးနော်ဆရာမတူတော့တပည့်တွေအကျိုးရဖို့မတူပုံကလေးတတိထားเสียရလဲကောင်းတယ်ဗျာအဲ့ဒီမှာပထမိန္ဒရနဂါမင်းကြီးစီကိုသွားသွားပြီးတော့နေတန်ရှင်တဲ့ယသိကသူ့ရဲ့တထေကဆွန့်ကပ်ပြီးဆိုလို့ရှိရင်သူကဆုပေးတယ်တဲ့ပထဝိန္ဒရနဂါမင်းကြီးလို့ချမ်းချမ်းသာသာစီးတဲ့ဥစ္စာတွေနဲ့ပြည့်စုံပါစေဟုတ်လား တာဝရိန္ဒာနဲ့ပြည်မှာတရင်သွားသွားတုံးတဲ့ယတိကတော့သူ့ရဲ့တကားတထေကဆွန့်ကပ်ပြီဆိုလို့ရှိရင်တရားမင်းကြီးလို့ချမ်းသာပါစေသူကလည်းသွားရင်းပြန်တိုင်းတရားစီစဉ်ကို မြင်တာကို ဟုတ်လားအဲ့ဒီလိုမြင်တော့တထေတွေကမေးတာပေါ့ရှင်ဘုရား ပထဝီနတငကားမင်းကြီးကတော်တော်ချမ်းသာသလားဟာတိတ်ကြီးကြတာပဲငကားစီစိတ်အဲ့ဒီလိုပြောတော့အဲ့ဒီတထေကငကားမင်းကြီးဖြစ်ခြင်းတဲ့စိတ်တွေအများကြီးဖြစ်တယ်ဟိုတထေကြတော့လည်းပဲ တရားမင်းကြီးစစ်ဖြစ်ခြင်းတဲ့စိတ်တွေအများကြီးဖြစ်တယ်။အဲ့ဒီအများကြီးဖြစ်တဲ့စိတ်တွေကကုသိုလ်ကောင်းမှုကလည်းရှိနေတာဆိုတော့သေလဲသေရောအဲ့ဒီပထဝီနရငကားမင်းကြီးကြီးကိုသွားသွားပြီးတော့နေတန်ဆင်တဲ့ရတိကိုကိုးွယ်တဲ့ရှင်ရာဟုလာအလောင်းတထေးကပထဝီနရငကားမင်းသွားဖြစ်တယ်ဗျာရှင်ရထပါလာအလောင်းဖြစ်တဲ့တကြွယ်ကတော့တရားမင်းသွားဖြစ်တယ် အဲ့ဒီမှာရှင်ရာဟုလားအလောင်းဖြစ်တဲ့အဲ့ဒီနဂါမင်းကစိတ်ပြက်တယ်ငါတော့ဆရာမားနဲ့ကြုံခဲ့တာပဲရုံညံ့တဲ့ဘဝကိုငါရရတယ်ရှင်ဘတ်နဲ့တွားသွားရတဲ့တရားအဖြစ်ကိုငါဖြစ်ရတယ်တကယ်ဆိုငါရဲ့ကုသိုလ်ကောင်းမှုတွေဟာအများကြီးကိုရနိုင်ခွင့်ရှိတယ်။အော်ဒီယသိဟာဒီနဂါပြည်ကလွဲလို့ချမ်းသာတဲ့ဘဝတွေကို မတွေ့ဘူးနဲ့တူပါရဲ့စိတ်မချမ်းသာဘူး။နော်ဒါကြောင့်ဘေးသာပေါင်းသူတို့ကောင်းတို့ဆရာအရေးမကြီးဘူးလား။ အရေးကြီးတယ်ဆရာကလည်း तू သိတာ तू ပြောတာပဲလေသူ့ကိုလည်းအပြစ်တင်ဖို့တော့ခက်ခက်ခက်ပဲအဲ့တော့ကိုဟကကိုရွေးချယ်ပြီးတော့အဆင့်မြင့်တဲ့ဆရာနဲ့တွေ့ဖို့ကြိုးစားဖို့ပဲလိုတယ်ဟုတ်လားသူတို့ကတော့သူတို့သိတာသူတို့ပြောမှာပဲလေမသိတာပြောမှာမပြောတတ်ဖဲကိုဟုတ်လားအေးဟိုမှာငကတရားမင်းကြီးဒီနေတန်စင်နဲ့ယသိရဲ့တပည့်ကတော့တရားမင်းကြီးဖြစ်ရတယ်နောက်တော့အဲ့ဒီပထဝီနရငကမင်းကငကားဒီဂလုံးနေဆိုတာတရားရဲ့အချံရံမျှပဲလေ အဲ့ဒီမှာတာဝတိန်သာနတ်ပြည်ကိုသူတို့သွားပြီးတော့ခါစားကြတော့သူ့တငယ်ချင်းတရားမင်းကိုတွေ့ဟာကြည်စံအဲ့ဒီမှာတငယ်ချင်းနှစ်ယောက်ပြန်တွေ့ကြတာတွေ့တော့တရားမင်းကလည်းစိတ်မကောင်းဘူးအေးကွာမင်းစည်းစိမ်ကနေတယ်ဒါကြောင့်လူပြည်မှာဖျားပွင့်နေတယ်ဘုရုမုဒ္ဒရာမြတ်စွာဘုရားပွင့်နေတယ်အဲ့ဒီဖျားကိုပင့်ပြီးတော့မင်းကုသိုလ်ကောင်းမှုတွေအများကြီးလုပ်ပြီးတော့တရားဖြစ်အောင်ဆူတောင်းလို့ခိုင်းနေခိုင်းတော့အေးဟုတ်ပြီဆိုပြီးတော့ ရှင်ရဟုလာဖြစ်လာမယ်အဲ့ဒီပထဝီနရနဂါမင်းကဖျားမှုရှိတဲ့တန်ဃာတော်တွေကိုသူ့နဂါပြည်ကိုပင့်အဲ့ဒီလိုပင့်တော့အဲ့ဒီဘဒုမုဒ္ဒရာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ရင်သွေးတော်နော်ဥပရှိဝရဆိုတဲ့တာမဏေငယ်လေးပါတယ်တကိုးနဲ့ပြည့်စုံတယ်ဟုတ်လားအေးအဲ့ဒီတာမဏေငယ်လေးကိုဆွန်ကြွေးပွဲမှာမြင်တယ်ဩကြည်စမ်းဒီကိုရင်လေးကကိုကြီးတဲ့ယဟန်တော်ကြီးတွေလို့တကိုးကြီးလိုက်တာ အင်းအားထိုင်တော်လဲမြတ်စွာဘုရားသားမှာကပ်ပြီးတော့ထိုင်နေနေရာကကြတယ်ဘုရားနဲ့လည်းပဲရုပ်ကလည်းတော်တော်တူတာပဲသူမှာဗောဗျာဟုတ်လားဘုရားသားတော်ကိုဟုတ်လားအဲ့ဒီမှာသူကမေးတယ်ဒါလေးကမြတ်စွာဘုရားနဲ့ဘာတော်တုံးဗောအဲ့ဒီမှာဒါဘုရားရဲ့သားတော်ဆိုတော့ဟာငါဖြစ်ချင်းလိုက်တာမိသက်ရေတရားဖြစ်ချင်းတဲ့စိတ်မရှိတော့အဲ့ဒါနဲ့သူ9ရက်9လေးအလှကြီးပေးပြီးတော့တပည့်တော်တဲ့အရှင်ဘုရားရဲ့သားတော်လေးကိုရင်လေးလို့ တဆူသူသောဖခင်ရဲ့သားတော်လေးဖြစ်ရင်တိတ်ကောင်းမှာပဲဖြစ်ပါရစေလို့ဆုတောင်းတာအဲ့ဒီမှာတန်လာမဲ့ဗဒ္ဒကဘာမှာဂေါရမဗုဒ္ဓဆိုတဲ့မြတ်စွာဘုရားရဲ့ရှင်သွေးတော်ယာဟုလာဆိုတဲ့အမည်နဲ့ဣတတဲ့ရတဲ့ဖခင်သားတော်ဖြစ်လိမ့်မယ်လို့ဗျာဒိစကားမိန်ကြားလာဟုတ်လားဒီမှာကိုရှင်တို့ရှင်ယာဟုလာအဖြစ်မဲ့အဲ့ဒီပထဝီနဂါမင်းကတရားမင်းနဲ့တွေ့တော့သူ့ကိုလည်းစုပန်ခိုင်းတာ နောက်ရှုမှခိုင်းတော့အဲ့ဒီမှာတရားမင်းကဟိုအစာဖြတ်ပြီးတော့တရားတရားနဲ့ယဟန်ပြုတဲ့နေရာမှာဣတတဲ့ရတဲ့မထေမြတ်ကိုမြင်တော့အဲ့ဒီမထေကိုကြည်ညိုပြီးတော့သူလည်းအဲ့လိုဖြစ်ပြရစေလို့ဆုတောင်းတော့ဦးဇင်းတော်မြတ်စွာဘုရားလက်ထက်မှာအဲ့ဒီတရားမင်းဟာရထပါလမထေဆိုပြီးတော့ဖြစ်လာ ဟုတ်လားအေးအဲ့ဒါကတော့ဦးဇင်းတို့ရှင်ရာဟုလာရဲ့ ဒီတည်းရပြီးတော့ဖះသားတော်ဖြစ်ချင်းရဲ့အကြောင်းပေါ့နော်သူကတိခါကာမအရာမှာဤတည်းရတယ်ရှင်ရာဟုလားက